အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ဆရာတော်ကြီးဒေါက်တာနနောမလာပြည်ဝင်သားရဲ့အမဟာဒါနဆိုတာလေးကိုအရှင်ပူဇော်ချင်ပါတယ်။ဤတရားတော်ကိုကမ်းလို့ပူဇော်ခွင့်ပြုပါရင်ဆရာတော်ကြီးနဲ့သက်ဆိုင်ကြများအားလုံးထံမှခွင့်တော်လိုက်ပါရစေ။ မဟာဒါနမဟာဒါနမြတ်သောအလူသို့မဟုတ်ကြီးကျယ်သောအလူလို့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာဟောတော်မူခဲ့တယ်မြတ်စွာဘုရားကမဟာဒါနမြတ်သောအလူသို့မဟုတ်ကြီးကျယ်သောအလူလို့ဟောထားတော်လည်းပဲအလုံးကတော့ကိုချင်းသီလအနေနဲ့ပဲတည်ကြတယ်ကိုချင်းသီလတစ်ခုဖြစ်တဲ့ချင်းစဉ်တရက်ကိုမြတ်စွာဘုရားက မဟာဒါနလို့ဤတဲ့အလူကြီးလို့ဒီလိုဟောထားတာဖြစ်တယ်။တခြားတောက်တန်တွေမှာတွေ့ရခဲ့တဲ့စကားလုံးတစ်ခုပေါ့။မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာကုသိုလ်အကြောင်းကိုရှင်းလင်းတင်ပြတဲ့အခါအလူတန်းနဲ့ပတ်သက်တဲ့ဒါနကုသိုလ်လိုက်နာကျင့်သုံးဆောက်တည်ရတဲ့သီလကုသိုလ်ပွားများအားထုတ်ကြရတဲ့ဘာဝနာကုသိုလ်လို့အတီးတီးဒီလိုဟောကြားထားတယ်။ တစ်ခုနဲ့တစ်ခုလှုပ်ဆောင်မှုချင်းကမတူဘူးပေါ့ဒါနဆိုဒီမှာမိမိမှာရှိတဲ့မိမိပိုင်ဆိုင်တဲ့အရာတစ်ခုခုကိုတဦးတယောက်အားပေးလူချင်းစွန့်ကြဲခြင်းကိုခေါ်တာဒါကပုံမှန်အားဖြင့်ကိုယ်ရှိတာကိုသူများပေးတာကဒါနထိုဒါနဆိုတဲ့ဇာကလုံးကိုလည်းနှစ်မျိုးခွဲပြီးတော့မှတ်ရမယ်ဒါနဆိုတဲ့ဇာကလုံးကအချို့နေရာမှာလူချင်းဆိုတဲ့သုံးမဟုတ် ပေးလူချောင်းစေတနာကိုရည်ညွှန်းတယ်။အချို့နေရာမှာလူစီယာပစ္စည်းဝတ္ထုကိုရည်ညွှန်းတယ်။ဒါကြောင့်ဒါနကိုဝိတုဒါနစေတနာဒါနလို့နှစ်မျိုးခွဲရမယ်။ဝိတုဒါနဆိုတာဘာလဲဆိုရင်လူစီယာပစ္စည်းဝတ္ထုလူစီယာပစ္စည်းဝတ္ထုဒီဝိတုဒါနအဲ့ဒီလူစီယာပစ္စည်းဝတ္ထုကိုလူပြည့်အောင်အားပေးတဲ့စေတနာကိုတော့စေတနာဒါနလို့ခေါ်တယ်။အဲ့ဒီလိုမတူတဲ့သဘောကိုမှတ်ထားဖို့ ဆိုလိုတာကပစ္စည်းဝိတ္ထုကိုလည်းဒါနလို့ခေါ်တယ်စေတနာကိုလည်းဒါနလို့ခေါ်တယ်ဘယ်နေရာမှာခွဲခြားနိုင်တုံးဆိုရင်အလူပေးတယ်ဆိုတဲ့စကားလုံးကိုကြည့်အလူပေးတယ်ဆိုတာစေတနာကိုပေးတာမဟုတ်ဘူးပစ္စည်းဝိတ္ထုကိုပေးတာအဲ့ဒီဒါနကလူစရာပစ္စည်းဝိတ္ထုကိုပြောတာဒါနဲ့လူစရာပစ္စည်းဝိတ္ထုဒေတိပေးလူတဲ့ဒါနံဒေတိဆိုတော့ လူစရာပစ္စည်းဝတ္ထုကိုပေးလို့လည်းဒီလိုမြန်မာပြန်ရတယ်နောက်တနေရာမှာကျတော့ဒါနေနာဘောကဝဘကဝဒါနေနာစွန့်ကျဲပေးကန်းလူတန်းချင်းကြောင့်ဘောကဝစီစဉ်ဥစ္စာကျွဲဝရတယ်အော်ဒီစကားမှာပါတယ်ဒါနအရာစေတနာကိုကောက်ယူရတယ်ပစ္စည်းဝတ္ထုကိုမကောက်ယူရဘူးအဲ့တော့လူတွေမှာလူစရာပစ္စည်းဝတ္ထုရဲ့ လူတတ်တဲ့စေတနာရင်အဲ့ဒီလိုနှမျိုးရှိတယ်လို့မှတ်ရမယ်။လူတတ်တဲ့စေတနာဖြင့်လူစီယာပစ္စည်းဝတ္ထုကိုလူလိုက်ကြတယ်။အဲ့ဒီနှမျိုးထဲမှာအကျိုးပေးတဲ့အခါဘာကအကျိုးပေးလဲဆိုတော့စေတနာကအကျိုးပေးတာသို့တော့စေတနာကြီးတက်တက်ပစ္စည်းမပါပဲဖြစ်သလားဆိုတော့မဖြစ်ဘူး။လူစီယာပစ္စည်းဝတ္ထုကိုအမိပြုပြီးတော့လူချင်းတဲ့စေတနာကပေါ်တာကိုအဲ့ဒီတော့အဲ့ဒီနှစ်ခုကဆက်သွယ်ပြီးနေတယ်။ လူစရာပစ္စည်းဝတ္ထုကအာယုံလူတဲ့စေရနာကအာရမဏိကလူစရာပစ္စည်းဝတ္ထုရဲ့လူတတ်တဲ့စေရနာရဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာအလူအထမြောက်ခြင်းဆိုတာဖြစ်လာတယ်ပေါ့အဲ့ဒီအထဲမှာဒါနစေရနာကအကျိုးပေးတယ်လူစရာပစ္စည်းဝတ္ထုကိုအမိပြုပြီးတော့လူတတ်တဲ့စေရနာကလည်းဖွင့်ပြတိုးတက်တယ်စေရနာရဲ့ဖွင့်ပြတိုးတက်မှုအာတန်လေးလေး ကောင်းကျိုးချမ်းသာကိုရလေလေအဲဒီတော့ပစ္စည်းဝိတုနဲ့စေတနာဒီနှစ်ခုဟာပဲသူကအရေးပါတော့ဆိုရင်နှစ်ခုလုံးအရေးပါတယ်လို့ပြောနိုင်တယ်သို့တော်လည်းပို့ပြီးတော့အရေးပါတာပြောပါဆိုရင်စေတနာလို့ပြောရမှာဖြစ်တယ်ဒါကြောင့်ဝေလာမတုတ်တံမှာပစ္စည်းဝိတုကကောင်းတာပဲဖြစ်ဖြစ်ညံ့တာပဲဖြစ်ဖြစ်အတိကမဟုတ်ဘူးပစ္စည်းဝိတုကနေတာများတာလည်းအတိကမဟုတ်ဘူးတဲ့အတိကကြတာကတော့မှန်ကန်တဲ့စေတနာပဲဖြစ်တယ် တရားချစ်ခင်သူတော်စင်ပြိသက်တို့လူတိုင်းလူတိုင်းဒါနာကားမှုလောက်တိုင်းလောက်တိုင်းစေတနာဖွင့်ပြုအောင်ကြိုးစားရမယ်။စေတနာဖွင့်ပြုမှုဟာဘာကိုအကြောင်းပြုပြီးဖွင့်ပြုနိုင်တယ်လဲဆိုရင်ပစ္စည်းဝိတ္ထုကိုအကြောင်းပြုပြီးတော့စေတနာဖွင့်ပြုတယ်။အလူကံပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့လည်းစေတနာဖွင့်ပြုတယ်။အလူဝိတ္ထုကမုံမုံမြက်မြက် လူလာရတယ်ဆိုရင်စေတနာကလည်းပုံထက်တန်နေ။နောက်အလူခံပုဂ္ဂိုလ်ကသီလတမာရီနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သို့မဟုတ်တန်ကအများစုဖြစ်တယ်ဆိုရင်စိတ်ကဝမ်းသာချင်နူးပြီးလူလိုက်တဲ့စေတနာကပုံပြီးတော့ဖွံ့ဖြိုးလာတယ်ပေါ့။အဲ့ဒီတော့အလူဝိထုနဲ့အလူခံပုဂ္ဂိုလ်ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့စေတနာတရာတရားကဖွံ့ဖြိုးတိုးတက်လာတယ်။ ဒီစင်နာဖွင့်ဖြိုးတိုးတက်မှုအတွက်အလူဝိထုကလည်းအရေးကြီးတယ်အလူခံပုံကူကလည်းအရေးကြီးတယ်ဘာအတွက်အရေးကြီးတာတော့ဆိုရင်စေရနာအတွက်အရေးကြီးတာ အလူဝိထုဘလောင်ကံကောင်စေရနာကညံ့နေရင်အချိုးပိညံ့သွားမှာအဲ့တော့အချိုးပိတဲ့နေရာမှာအဆုံးဖြတ်ပြီးတာဒီပစ္စည်းဝိထုမဟုတ်ဘူးစေရနာသာဖြစ်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာစိတ်ဓာတ်ကအင်တန်ရေးကြီးရယ်ပေါ့ မြန်မာစကားမှာစိတ်ဓာတ်တန့်ရင်မြတ်တယ်ဒီလိုဆိုကြတယ်။နောက်တစ်ခုစဉ်းစားရမှာကလူတယ်လို့ဆိုရင်များသောအားဖြင့်လူတွေကလူရဲဆိုတဲ့အထက်မှာ you ရဲဆိုတာပါသေးတယ်။ပါနေသေးတယ်နော်။ you ရဲဆိုတာอืมပါနေတယ်ဆိုတာဘာတော့ဆိုရင်ကုသိုလ်ရခြင်းလို့လူတယ်ဆိုတော့ရခြင်းတာကပါနေသေးတာ။တကယ်တော့လူရဲဆိုတာကိုယ်တမဟုတ်ဘူး။အလူကံပုံကိုယ်အတွက်စေတနာတန့်တန့်ထားနိုင်ရမယ်။ကိုယ်အတွက်မစင်စားနဲ့ အလူခံပုတ်ကိုအတွက်ပတ်စင်စားရမယ်များသောအဖြစ်လှူရဲဆိုတော့ဘသူအတွက်တုံးဆိုရင်လှူသူအတွက်ဖြစ်နေတယ်ဆိုပါသူအကြောင်းဆောက်လှူရဲဆိုရင်အကြောင်းတကားဖြစ်နေခံယူခြင်းတယ်အများထဲမှာကုန်ရှိတယ်ဆိုတဲ့အတွေ့အကြုံရှိနေတတ်တယ်ပေါ့တခုခုလှူရဲဆိုတာဟာအလူတကားအနေနဲ့ကပြင်ပေါ်ကြော်ကြားမှုတွေရခြင်းတယ်အဲ့ဒါကိုစဉ်းစားကြည့်ရင်ဒါရခြင်းလို့ဒါလောက်တယ် ဆိုရင်အယောင်ဝင်သဘောမဆန်ဘူးလားအယောင်ဝင်သဘောဆန်နေတယ်အဲ့လိုမဖြစ်စေဘဲနဲ့ကျောင်းဆောက်လူတွေဆိုရင်လည်းဒီကျောင်းပေါ်မှာတတင်းသုံးတဲ့ပုံကိုယ်တွေသုံးဟုတ်တန်ကားတွေချမ်းသာကြပါစေဆိုတဲ့စိတ်ကိုထားရမယ်အလူကံပုံကိုယ်ရဲ့အကျိုးကိုကြည့်ပြီးတော့လူတာဟာအင်တန်မွန်မြတ်တယ်လို့ပြောရမယ်ဒီနေရာမှာစုမတောင်းရဘူးလို့ပြောတာမဟုတ်ဘူးအလူကံပုံကိုယ်ရဲ့အကျိုးကိုကြည့်ပြီးတော့မှလူလိုက်တယ်လူပြီးတဲ့အခါကျတော့မှကိုယ်စံတာကိုထုတ်ပေါ်တာ ဒီလိုလူရတဲ့ကုသိုလ်ဟာသူ့ဟာသူကြိုးပေးမှာပဲကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုကဘာကိုရကြင်လဲဒီကုသိုလ်ကောင်းမှုကဘာကိုဥတီအကျိုးပေးစေခြင်းတလဲဆိုတာဟာကိုလူချင်းတဲ့ဆန္ဒကိုထုတ်ပေါ်တာဒါစုတောင်းနေပေါ့ဒီတော့လူကလေးကအများအတွက်လူရမယ်အလူကံပုံကိုရဲ့အကျိုးကိုဥတီပြီးတော့လူရမယ်အလူကံပုံကိုတွေပေါ်မှာမေတ္တာထားမယ်စေနာထားမယ်ကရုဏာထားမယ် ဥပမာမရှိတဲ့ပုံကိုကိုပေးလိုက်မယ်။ဩသူမှာစားစရာမရှိပါဘူး။စားပါစေ။ဒီလိုစိတ်ထားနဲ့လှူရမယ်။အေး။ငါကသူ့ကိုချွေးထားတာ။တတိယဆိုင်ကသူတခုခုလုပ်ပေးရမယ်လို့မျှော်တွေးရင်တော့အယောင်ဝင်ဖြစ်သွားမယ်။လှူတယ်ဆိုတာပြန်လန်မျိုးမဖြစ်စေရဘူး။ပူစော်တယ်၊ချီးမြှောက်တယ်လို့နှစ်မျိုးရှိတယ်။ပူစော်ရယ်ဆိုတာကိုယ့်ထံမြင့်မြတ်တဲ့ပုံကိုသီလတမာရီရှိတဲ့ပုံကိုတွေကိုကြောင်းဆောက်ပြီးတော့ပူစော်ရယ်တော့မဟုတ် တည်ငန်းနဲ့ပူဇော်တယ်သူရဲ့သီလကုံတမာရီကုံပညာကုံတွေကိုပူဇော်တယ်ဒါပူဇော်တာလိုနေတဲ့ပုံကူတော့ကြတော့ချီးမြှောက်တယ်ဘာနဲ့ချီးမြှောက်လဲဆိုတော့အော်သူမစားစရာမရှိဘူးလိုအပ်နေတော့စားစရာပေးလိုက်နေစရာမရှိဘူးနေစရာဝတ်စရာမရှိဘူးအဝတ်ကလေးပေးတာဟာချီးမြှောက်တာအဲ့ဒီချီးမြှောက်မှုတွေကလူသူအတွက်မဖြစ်စေရဘူးယူသူအတွက်ဖြစ်ရမယ်အလူကံပုံကောင်မှာရရှိတဲ့အတိုင်းအတာကိုကြည့်ပြီးတော့အလူဒါနရဲ့ ကောင်းမြတ်မှုကိုဆုံးဖြတ်တတ်ရတယ်။မြတ်စွာဘုရားကတပ္ပဒါနံဓမ္မဒါနစိနာတိဟောတယ်။ဓမ္မဒါနကဘာဖြစ်လို့ဒါနထဲမှာအမျက်ဆုံးဖြစ်နေရသလဲ။ဒါကိုအလေးနဲ့စဉ်းစားကြည့်ရင်ပစ္စည်းတစ်ခုခုကိုလူလိုက်လို့အဲ့ဒီဝိထုပစ္စည်းကနေရတဲ့အဲ့ဒီပစ္စည်းဝိထုကိုရတဲ့ပုံကိုအတွက်အဲ့ဒီပစ္စည်းကဘယ်လောက်အကျိုးပြုသလဲဆိုတာကိုမှတ်တည်ပြီးမျက်မျက်ဆုံးဖြတ်ရတာဖြစ်တယ်။ဆိုပါစို့ဒီဓမ္မဒါနကမျက်တယ်ဆိုတာက ဓမ္မကိုလူလိုက်တဲ့ဖြင့်အဲ့ဒီဓမ္မကို လက်ခံရရှိလိုက်တဲ့ပုံကမှဘယ်လောက်ကျိုးများသွားလဲဆိုတဲ့ပုံမှန်မှုတည်ပြီးတော့ဆုံးဖြတ်ရတယ်။လူတဲ့ပုံကနဲ့မဟုတ်ဘဲနဲ့ရတဲ့ပုံကနဲ့ဆုံးဖြတ်ရမယ်။ဥမာဆုံးလူတဲ့ဆုံးဆိုတော့အားလုံးသိတဲ့အတိုင်းပဲတမနဲ့စားပြီးနေ့လည်ကြရင်စားဖို့လိုအပ်နေသေးတယ်။မြန်မာတွေကတော့ထမင်းအသက်ခုနှစ်ရက်ဒါမှမသိနိုင်တာကိုပြောတာသို့တော့ထမင်းဆိုတာလူတွေဘယ်နဲ့တက်စားလဲ။တစ်ထက်တည်းနဲ့ဘယ်သူမှမဝအောင်အနည်းဆုံးတစ်ထက်တော့ စားတယ်ဒီတော့ထမင်းရဲ့စောက်ရှောက်မှုကနေတဝက်ပဲခံတယ်လို့ပြောရမှာပေါ့ထမင်းကတကစားပြီးရင်လူကို နေတဝက်အကျိုးပြုတယ်ဒီလိုအကျိုးပြုတဲ့အတိုင်းဒါကအင်တန်နေတယ်နောက်တကအဝိလူတဲ့အဝိရဲ့အကျိုးပြုမှုကတော့ထမင်းထက်တော့ပိုတယ်သို့သော်တိမ်ပြီးတော့လည်းဒီစီတော့အကျိုးမဖြစ်ဘူးတလနှစ်လသုံးလစသဖြင့်ကြောင်းအဆောက်အုံဆောက်လူလိုက်တဲ့အခါကျတော့နှစ်ပေါင်းများစွာအကျိုးပြုတယ်ဒါကြောင့်မို့ကြောင်းအလူကိုမြတ်တယ်လို့ပြောကြတယ် အလူခံပုံကိုယ်ရိပေါ်မှာအကျိုးပြုတဲ့အတိုင်းဒါကြီးထွားလို့မြတ်တယ်ဓမ္မဒါနာတရားလူတွေကအလူခံပုံကိုယ်ကိုဘယ်လောက်အကျိုးပြုတယ်လဲအရှင်အသက်ကြီးကရှင်သာရိပုတ္တရာမထေရမြတ်ကိုတရားဓမ္မနဲ့ရှင်းပြတယ်ဓမ္မဒါနာပြုလိုက်တယ်အဲဒီတော့ကတော့ဥပဒိတ်တာပရပိုက်ပေါ့နော်ရှင်သာရိပုတ္တရာကယေဓမ္မဟိတုပပဝတေတံဟိတုံတထာဂတောအဟအကြောင်းကြောင့်ဖြစ်တဲ့တရားတွေအကျိုးတရားတွေရဲ့အကြောင်းတရားတွေကို မြတ်စွာဘုရားဟောတယ်လို့ရှင်းပြလိုက်တာတရားနာလိုက်ရတဲ့ဥပတိတာပရပိုက်အရှင်သာရိပုတ္တရာလံကဘယ်လောက်အကျိုးရသွားတော့ဆိုတောတပံဖြစ်သွားတယ်အရှင်အသက်ကြီးကဓမ္မဒါနာတရားအလူလှူလိုက်တဲ့ပုဂ္ဂိုလ်သူမဘယ်လောက်အကျိုးပြုမလို့ရဲနာဖြစ်နေပြီတို့တော့အဲ့ဒီတရားကိုနာယူလိုက်ရတဲ့ဥပတိတာပရပိုက်ကတော့တောတပံဖြစ်သွားတယ်ဆိုတော့နည်းတဲ့အကျိုးလားအဲ့ဒီတော့လှူတဲ့ပုဂ္ဂိုလ်တွေရရှိတဲ့အကျိုးထက် ယူတဲ့ပုံကူအတွက်ရတဲ့အကျိုးကပိုများတာဖြစ်လို့ပိုပြီးမြတ်တယ်ဒီလိုပြောရမှာဖြစ်တယ်။ဒါကြောင့်တပ်ပဒါနံဓမ္မဒါနစိနာတိခေါ်တာဖြစ်တယ်။မဟာဒါနဆိုတော့မဟာဆိုတာကတော့မြတ်တော်အတုံးမဟုတ်ကြီးကျယ်တော်လို့အဓိပ္ပာယ်ရတယ်ကြီးကျယ်တော်အလူတုံးမဟုတ်မြတ်တော်အလူအဲ့ဒီမြတ်တော်အလူဆိုတာဘာကိုပြောတာတုံးဆိုတော့မြတ်စွာဘုရားကငါပတိလာကိုပြောတာအဲ့ဒီတိလာကိုဒေသနာတော်မှာ ဒါနလို့ခေါ်ထားတာဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားက အင်္ဂုတ်တို့အဘိတန်နာတုံမှာမဟာဒါန၅မျိုးရှိတယ်တဲ့။အဲ့ဒီမဟာဒါန၅မျိုးကအဲ့ဒါညကမကဘာဥရေကပေါ်တဲ့အရာဖြစ်တဲ့အင်တန်ရှိကြတယ် အဲ့ဒီအလူကြီးဟာအင်တန်မှရှိကြတယ်။အကညာဆိုတဲ့အဓိပ္ပာယ်ကအူအဆအင်တန်ရှိကြတယ်။နောက်တစ်ခုကရတညာနှစ်ပေါင်းရှိခဲ့ပြီးနှစ်ပေါင်းများစွာကြာပြီးဝန်တညာတကယ့်ကို သူတော်ဇနီးရဲ့အနှွယ်အဆက်ပေါ့သူတော်ဇနီးရဲ့လှုပ်ရွံ့လှုပ်စဉ်ပောရဏတကယ့်ကိုရှိကြတယ်။အဲ့တော့ဒီမဟာဒါနကိုဘယ်ပညာရှိကမှမပြတ်ဖြတ်ဝဲဘူး။ အင်တန်မှရှိကြပြီကဘာဦးကလေးကပေါ်လာတဲ့အစဉ်လာကြီး ဖြစ်တယ်ပေါ့ဘုရားဘာသာဝင်သူတော်စီဒီနဲ့အနေနဲ့ဆိုရင်တော့တရဏဂုံသုံးခွနဲ့တကွာငါးဝတီလာကိုစောက်တည်တယ်ဆိုတာရိုးနေပြီပေါ့နော်ရိုးနေတဲ့အတွက်ကြောင့်တခါတရံမှာတံပိုးထရကောင်းမှမသိဘူးဖြစ်သွားတယ်အလေးနဲ့မထားမိဘူးပေါ့အဲ့တော့ရိုးနေတဲ့အရာကကို့အတွက်ဘာမှမထူးဆန်းလာတဲ့အတွက်ကြောင့်စေနာထက်တယ်မှုလည်း မရှိဘူးပေါ့ဒီလိုမဖြစ်ရအောင်ငါးပါးသီလစသည်တိုင်းဒုရတွေဟာမဟာဒါနကြီးကျယ်တဲ့အလူကြီးတစ်ခုလှူနေတယ်လို့ကိုကိုကိုသတိထားပြီးစေတနာစွမ်းအားတွန်းဖြင့်ထင်ထားဖို့တော့လိုတယ်ကိုကိုကိုသတိထားရမယ်ငါးပါးသီလနဲ့ပတ်သက်ပြီးကမ္ဘာလောကကြီးတစ်ခုလုံးကိုကြည့်ကိုတူတဲ့တယောက်တည်းကို မကြည့်ရဘူးအလုံးချုံငုံပြီးတော့စဉ်းစားရာခိုင်နှုန်းနဲ့တွက်ကြည့် ကဘာမှလူရေတန်6000ကျော်ရှိတယ်အဲ့ဒီချိန်မှာသူများရဲ့အသက်ကိုတတ်ချင်းကနေရှောင်ကျင်တဲ့ပုံကူဆိုတာနည်းနည်းလေးပဲရှိတယ်အဲ့တော့ကိုလုံးတဲ့လုံးဟာဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာမြင်လို့ရတယ်ပေါ့နော်တန်ပေါင်း6000ရှိရတဲ့အဲပါဏာတိပါတ္တမှရှောင်တဲ့ပုံကူဟာတန်ပေါင်းတက်ရတာရှိခြင်းပါရှိမယ်သို့တော့ပါဏာတိပါတာဝေဒမနိလောက်ထားတယ်ဆိုရင်တော့လလကူကူနဲ့အနီးပါးမှရှိတဲ့ အဲတန်းထားရဆိုပေမဲ့ပေါ့နော်လောလောကူခုနဲ့အနည်းပါမှရှိရချင်းလေးပါလိတော့လောင်းနဲ့ဖြူခင်းနဲ့ဖြတ်ခင်းနဲ့ရိုက်ချင်သေးတာအဲ့တော့တချို့ကတော့စောတကတက်တာပေါ့နော်ချင်းမတက်ပဲနေညက်ပြားယောဂါတွေသွေးလုံးတော့ကြီးဖြစ်မှာဆိုလို့ဒီလိုပြောတယ်အဲ့တော့ဒါဟာအစိုးရင်လုံးတာဟုတ်တယ်ချင်းကိုတက်ရင်သွေးလုံးတော့ကြီးတော့ငက်ပြားတော့မဖြစ်တော့ဘူးလားဆိုတော့တခြားနည်းနဲ့တော့ဖြစ်မှာပဲ ကျိုးကတော့ကျမ်းမာရေးရှူထောင့်ငါကြည့်ပြီးလူတွေကိုအန်ဒီရပေးတဲ့တရားဝါတွေကိုတတ်ရမယ်ဆိုတော့အယူအဆရှိရပေါ့အဲ့ဒါကဘာလဲဆိုရင် selfish idea ဖြစ်တယ်ဒီ selfish idea ကိုပဲအယူဆွဲနေကြတယ်ကိုကောင်းစားရေးလုပ်တာအဲ့ဒါဟာကိုကောင်းဆန်တဲ့အတွေ့ပဲဖြစ်တယ်အဲ့တော့ဒီလိုတရိတ်ဆန်တွေကိုမတတ်ရင်တော့လူတွေအတွက်အန်တီရဖြစ်လိမ့်မယ်တွေးပြီးတော့ကြောက်တဲ့စိတ်နဲ့အဲ့လိုပဲတရိတ်ဆန်တွေကိုတတ်မယ်ဆိုရင်ဒါကမမှန်ကန်ဘူးပေါ့ ယောဂဆိုတာတိရစ္ဆာန်ကြောင့်မဖြစ်ရင်လည်းဒီပြင်အကြောင်းကြောင့်ကြောင့်ဖြစ်မှာပဲတိရစ္ဆာန်ကိုပုံချလို့မရဘူးတခြားနည်းတွေတော့မရှိဘူးလားဆိုခြင်းမတက်ဘဲနဲ့ခြင်းတော်နဲ့အိမ်မဲ့ခြင်းပောက်ပွားမဲ့နေရာတွေကိုမပောက်ပွားအောင်ကြိုတင်ပြီးတော့ထိမ့်မယ်ဆိုမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာတွေအများကြီးရှိတာကိုမလုပ်ဘဲနဲ့အပောက်ပွားတာကိုခံပြီးမှတတ်မယ်ဆိုရင်တော့ပါဏာတိပါတအဲ့တော့ပါဏာတိပါတဖြစ်ပြီးဆိုကြတဲ့ကဒီလူဟာ ဘဲသူကိုအန်နီယံပေးနေတာတော့ဆိုချင်းတွေကိုအန်နီယံပေးတာသူကတော့ထင်တာကချင်းကလူကိုအန်နီယံပေးလို့ချင်းကိုပြန်ပြီးအန်နီယံပေးတာပေါ့နော်ဒါအပြန်အလှန်တက်ကြတဲ့သဘောဖြစ်သွားတယ်အဲ့တော့ကို့အတွက်တုံ့ပြန်စိတ်ချရဖို့သူများကိုတတ်တယ်အဲ့ဒီစေနာကဘာနဲ့တူလဲဆိုရင်လူစုနဲ့တူတူပဲဘာမှမတူဘူးကို့ကိုရံမူလာလို့ကိုကဥအောင်တက်တာနဲ့မတူဘူးလားတူတူပဲဘာမှမတူဘူးအဲ့တော့အဲ့လိုစိတ်ဓာတ်မျိုး အဲ့ပြန်ပွားလာလို့ရှိရင်တော့ဒူတောင်မှပဲပေါ့နော်ကိုကိုအန်ဒီရဲ့ပြုရင်တက်မယ်ဆိုရင်အမြင်ရသွားတယ်အဲ့တော့ပါဏာတိပါတကနေရှောင်းမယ်ဆိုလို့ရှိရင်ဘလုံးဝဖြစ်နိုင်မှုအဲ့ဒါကြောင့်၅ပါးသီလာတဲ့ကပါဏာတိပါတရှောင်းနေဆိုတဲ့လူကရာဂိုင်းတော့အဖြစ်အလွန်နေတယ်မြတ်စွာဘုရားလက်ထက်တော်တော်ကဆိုရင်ဘရာမန်နေဥဆောင်ပြီးတော့ second pride လုပ်တယ် sacrifice ကဘာလဲဆိုရင်တတ္တဝါတွေကိုတက်ပြီးရင့်နှက်ပူဆော်တယ်ပေါ့နော်ဒါဆိုရင်ကောင်းရာတုဂရီရောက်တယ်ဒီနေ့ခေတ်ဒီလည်းဒီယူဆလွှမ်းမိုးနေတော့မှရှိတယ်နေမတမျိုးပြောင်းလည်းပြောင်းတော့မှာပေါ့နော်ရှေးယူစင်လာတိုင်းလောက်နေကြတော့မယ်အဲ့တော့မြတ်စွာဘုရားတခင်ကိုရောမြတ်ကဘာဟောလဲဆိုတော့ပါဏာတိပါတော်ပိတ်ကဝေအာတိဝိတော်ဘာဝိတော်ဘဟုလိကတော်တဲ့သူများအတက်တက်မှုကျူးလွန်တဲ့ဒီစေတနာ ပါဏတိပါတလုပ်ငန်းကိုစလုပ်မယ်ထက်ထက်လုပ်မယ်အချိန်ချိန်လုပ်မယ်ဆိုရင်အဲ့ဒီအကုသိုလ်ကံဒီရဲ့မှာဖြစ်စေနိုင်တယ်အပေပုံမှာဖြစ်စေနိုင်တယ်တရိစံဘွားကိုရောက်အောင်တွန်းပို့နိုင်တယ်ဒါဒီလိုဟောတာဆိုလိုတာကပါဏတိပါတစေတနာဖြင့် သူများအသက်တက်လို့ညက်ပြီးရောက်တယ်ဆိုတာမရှိဘူးဒီလိုဆိုလို့တယ်။တတော်အယူဝါဒတိမ်းမနေတဲ့အခါကျတော့တတဝတက်ပြီးညက်ပြီးရောက်တယ်ဒီလိုအယူဆရှိတော့အမားပေါ်အမားဆင်သွားတယ်ပေါ့နော်။ဆိုတော့ပါဏာတိပါတာတိအချိန်ချင်းထက်ထက်လုံးမိလို့အကျိုးပေးခြင်းပေးငရဲပုံမှာပဲပေးမယ်။ပေပုံမှာပဲအကျိုးပေးမယ်။အပေါ်ဆုံးအပြည့်အနေနဲ့ပြောရရင်တော့ ဖြစ်လျာဘဝမှာအသက်တူတယ်တာဟာပါဏာတိပါတာရဲ့အဖြစ်ချက်ဒါကြောင့်အရိယာသူတော်ရှင်နေဆိုရင်သူတော်ဘာအသက်ကိုမတတ်တော့ဘူးအရိယာတွေမှာရွေးချယ်စရာအများနဲ့နှစ်ခုရှိတယ်အဲလူတွေမှာလည်းရွေးချယ်စရာနှစ်ခုရှိတာပါပဲသို့တော့အရိယာပုဂ္ဂိုလ်တွေရွေးချယ်မှုနဲ့တဏ္ဍလူတွေရွေးချယ်မှုကအလွန်ကွာတယ်ဆိုပါစို့အရိယာပုဂ္ဂိုလ်တွေရတရားဓမ္မနဲ့အစီအစဉ်ဥစ္စာဘာရွေးမလဲဆိုတရားဓမ္မကိုရွေးရဖြစ်စီဆုံးခံတယ် ပုထုဇဉ်တွေကတော့ဘာကိုရေးတော့ဆိုပစ္စည်းတော့ဆုံးခံနိုင်မှုတရားကဏ္ဍခလာနာမစီဒီလိုပေါ့နော်ဆရာလောကမှာရွေးချယ်စရာတွေရှိတယ်တဏ္ဍပုဂ္ဂိုလ်တယောက်အနေနဲ့ပြောမယ်ဆိုရင်အဘကိုရွေးမလဲအသက်နဲ့ပစ္စည်းဥစ္စာဒီနှစ်ခုဖရာရွေးရမယ်ပစ္စည်းဥစ္စာပြတ်ခံမလားအသက်ဒီခံမလားဆိုပစ္စည်းဥစ္စာဝယ်ပြတ်ခံလိုက်တယ်အသက်အဒီမခံဘူးပေါ့အသက်နဲ့လက်ချင်းအင်းကဖရာရွေးမလဲဆိုအသက်ရွေးပြီး ။လက်ချင်အင်းကဖြတ်ခံလိုက်တယ်။အသက်မသေးပြီရောဆိုဒီလိုရွေးတယ်။တောက်တရားနဲ့အသက်ပါရွေးမလဲဆိုသူတော်ကောင်းနေရတော့တရားရွေးတယ်။အသက်မရွေးဘူးတဲ့။ပုထုဇဉ်နေရတော့အသက်ကိုပဲရွေးတယ်တရားကိုမရွေးဘူးပေါ့။အဲ့ဒါရွေးချင်မှုတွေမတူကြဘူးဒါကြောင့်အရိယာပုဂ္ဂိုလ်တွေကအသက်ဒီဟူသောအကြောင်းကြောင့်ပဲဖြစ်စေသူများအသက်ကိုမတတ်ကြတော့ဘူးကိုပဲဒီခံမယ်။အဲ့ဒါပါကိုတံပိုးထားတာတုံးဆိုရင် ကိုယ်အသက်ထက်သီလကိုတန်ဖိုးထားတယ်အမြင်ချင်းအမတူတမန်ပုဂ္ဂိုလ်ကဒီလိုမတွေးဘူးအာအသက်တော့အသေးမခံဘူးလားမထိနဲ့ကိုယ်အန်ရပြုတ်တဲ့သူရှင်းပြလိုက်မယ်ဒီလိုတွေ့တာအဲ့တော့အရိယာသူတော်ရှင်ကကြတော့အဲသူများကိုရှင်းလိုက်တယ်တတ်လိုက်တယ်ဆိုတာပါဏာတိပါဒကံကိုကျွလွန်လိုက်တာဒီကျွလွန်လိုက်တဲ့အတွက်ကြောင့်တော့ကိုကတော့ဒီဘုရားမှာတော့အသက်ရှင်သွားတယ်သူတော့ ပါဏာတိပါဒကံရဲ့အကျိုးဆက်အနေနဲ့နောက်ဘဝမှာငရဲ့ဒရိစံပိတ်တာမှာဖြစ်ရအောင်ပဲအဲနောက်ကြတော့ဖြစ်လျားဘဝမှာလည်းအတက်ကလည်းတိုးအောင်မင်းအဲ့တော့နောက်ဆက်တွေ့လာမယ့်အကျိုးဆက်တွေကအများကြီးဒါတွေကိုမှမြင်သည့်အတွက်ကြောင့်ကျွေးရင်တရားကိုမှရွေးပဲနဲ့တန်ဖိုးမရှိရကိုအသက်ကိုပဲရွေးလိုက်တာပါဒါကြောင့်မလို့လောကမှာပါဏာတိပါတကိုရှာမဲ့ပုဂ္ဂိုလ်နဲ့ပါဏာတိပါတကိုလောက်တဲ့ပုဂ္ဂိုလ်မှာ ဘာနာနီပါတာကိုရှောင်တဲ့ပုံကအင်မတန်ကိုပဲနေပြီးတော့လောက်တဲ့ပုံကတော့များတယ်လို့ပြောတာဖြစ်တယ်။အဲဒီတော့မြတ်စွာဘုရားကဟောထားတဲ့အရိယာဖြစ်တဲ့တပည့်ဟာတဲ့မြတ်စွာဘုရားရဲ့အရိယာတပည့်ဟာသူများတဲ့တချင်ကနေရှောင်ကျင်နေအဲ့တော့ရှောင်ကျင်တာကဒါနရှုတော်ကနေအကြည့်မယ်ဆိုရင်တော့အင်အင်တန်ကိုကြည့်ရတာမှကြည့်ပဲဒါဖြင့်သူများတဲ့ကိုတချင်မှရှောင်တာကမာရဏဘလို့ဖြစ်လာလဲဆိုတော့ အကူကသူများအတက်ကိုမတက်ဘူးဆိုပတ်ဝန်းကျင်မှာတတ္တဝါတွေအများကြီးရှိတဲ့လူတွေကိုပဲတန်ပေါင်း6000တော်ရှိတယ်။တရိတ်ဆန်တွေဆိုမရေမတက်နိုင်အောင်ရှိတယ်။အဲဒီလိုမရေမတက်နိုင်အောင်ညံ့ပြလာတဲ့တတ္တဝါတွေကိုကိုယ်လက်နဲ့ဘယ်တော့မှအသက်မထွက်စီရဘူးဆိုတော့ရှောင်ကျင်မှုလေးဟာတန်မှန်ကြည့်ရင်တော့အသေးလေးလို့ထင်ရမယ်။သို့တော့တတ္တဝါအလုံးကိုအဲကိုက အဘယံဒေတိပေးမယ်ပေးလိုက်တယ်ဒါဟာကြီးမားတဲ့ကုသိုလ်ကြီးတစ်ခုဖြစ်တယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တာပါမနုပြမနုဝေစေမသနေမမောအာမညာတေမနုဝေစေမသနေမကေတရိညေ ยี่สมมติว่าเอจิวันนสักมันยังจะบอกเดียวเนื่อยันหนาเนาะก็มาดอลิก็มาเคดรีปารุสาจูนาเพราะว่ามาปารุสาจูนาเมื่อนานไม่กูแต่นานไม่มาติดสามากูแต่งชายกูเตี้ยอชัดเมื่อนานไม่กูแต่นานไม่ชัด ါလီယိုကြီးမမေ့ရတာမမေ့တော့မအချိန်မှနှုတ်ဆက်ကကတူနဲ့အချိန်မှလီယိုကြီးဘာမှအေးတော့မောအနတဲ့ကြောင့်မိတမိစာဖတ်များဟုတ်တယ်ကကတူနဲ့အာနောင်ဘဝနောင်တော့မောချစ်လူမိုက်အာကိုဗလာရှိရင်ကိုဗလာမကေတတိမမေ့ရတော့မမအန်ဂျီမတ်ကိုတန်ကြိုင်မမအန်ဂျီ ဒရမမာမတီတီမမဝင်ဒရမဥဒတာမေကုတနာမေမညုပြမမတက် HD Hayes အဆိုရင်အားလုံးတရားပါအင်းကိုချေလုံးမှာတော့ဒါအိတ်တော့မတရားအိတ်ချင်တယ်